ခင်မုံပြည့်သွန်တဲ့တမီးလေးနှစ်ယောက်ရဲ့တမလွန်ခရီးကိုဖြောင်းဖြောင်းသွားနိုင်ဖို့ဆိတ်လျှော့လိုက်ပြီးဆိုတဲ့မန်နင်းနှင်းရွှေပရိသတ်များလုံးမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုင်ဒါ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီကနေ့မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မန္တလေးမြင်ကလင်းကခေတ်သစ်မှာလူသေများဆုံးဖြစ်တဲ့မြမငလင်းတွေတဲကတစ်ခုဖြစ်ခဲ့ပါတယ်။မန္တလေးမြို့နဲ့စကိုင်းမြို့တို့မှာအသေးပြောင်းများပြီးတော့ထိခိုက်မှုတွေရှိခဲ့ရဖြစ်ပါတယ်။အဲ့ဒီအချိန်ကမှမန္တလေးမြို့က Great Wall Hotel နဲ့ Sky Villa တို့ပြိုကျမှုတွေက ပိုပြီးတော့ထိခိုက်မှုများခဲ့တာဖြစ်ပါတယ်။ငလင်ဖြစ်ပေါ်တဲ့ချိန်ကနေလည်း12:53မိနစ်ဝင်းကျင်မှာဖြစ်ပေါ်ခဲ့တာဖြစ်တဲ့အတွက်လူအများအပူရှောင်တဲ့အချိန်ဖြစ်နေခဲ့တာပါ။ဒါကြောင့်လည်းအခုလိုမျိုးဟိုတယ်နဲ့ villa တွေမှာလူတွေစုပေါင်းများနေခဲ့ရလဲဖြစ်ပါတယ်။ ပထမကြိမ်ကလေးလောက်ကလေးကပြိုကျခဲ့တဲ့ Grey World Hotel မှာပိတ်မိနေသူအများစုကအသက်ရှင်နိုင်ချိန်များခဲ့ပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးမလုံလောက်မှုတွေနဲ့ Hotel ပိုင်ရှင်ရဲ့တာဝန်ယူမှုမရှိတဲ့အကြောင်းတရားတွေကြောင့်မလိုအဖဲနဲ့အသက်ဆုံးရှုံးမှုတွေများစွာဖြစ်ခဲ့တာဖြစ်ပါတယ်။ Grey World Hotel ထဲမှာပါဝင်ခဲ့တဲ့အသက်ဆုံးရှုံးခဲ့သူတွေထဲမှာနာမည်ကြီးပြီးတော့ဇနီးကောင်းမိခင်ကောင်းပြီးသားတဲ့အပြင်တမီးနှစ်ယောက်နဲ့ယောက်ျားဖြစ်သူတို့ပေါ်မှာဇွဲကြီးစွာနဲ့အသက်ကယ်ဖို့စူးစမ်းပြီးခဲ့တဲ့မန်နင်းနှင်းရွှေကလည်းလူမှုကွန်ရက်ဆာမျက်နှာမှာနာမည်ကြီးခဲ့တာဖြစ်ပါတယ်။ မန္တလေးရွှေနဲ့ယောက်ျားဖြစ်သူတို့ကသမီးလေးနှစ်ယောက်နဲ့အိမ်အကူကောင်မလေးနဲ့အတူမန္တလေးမြို့ Great World Hotel မှာတဲခိုခဲ့တာဖြစ်ပါတယ်။သူမကအရင်နေ့ကအပြင်ကိုထွက်သွားခဲ့တဲ့အတွက်ကြောင့်ငလင်ပေးတဲ့မှာမပါခဲ့ပေမယ့်လူမမဲသမီးလေးနှစ်ယောက်နဲ့ယောက်ျားဖြစ်သူရဲ့အိမ်အကူမိန်းကလေးတို့ကတော့ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ငလင်စပြောတဲ့အချိန်မှာကလေးကသူမရဲ့မိသားစုဝင်တွေကစင်ဝင်မှာရှိနေခဲ့တာဖြစ်ပြီးအသက်ရှင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကဲဆယ်ရေးတွေနဲ့ဟိုတယ်ရဲ့တာဝန်ယူမှုကထင်သလောက်အလုံးမဖြစ်ခဲ့ရကြောင်း အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့တာပဲဖြစ်ပါတယ် ကယ်ဆယ်ရင်ပြုလုပ်ပေးဖို့အတွက်မန်နင်းနှင်းရွှေကဟိုတယ်ရှိမှနေမနာညမနာပဲအမြဲတမ်းတောင်းပန်ခါရနေကြတာလည်းဖြစ်ပါတယ်။မန်နင်းနှင်းရွှေရဲ့အပြုမှုတွေကမြင်ရသူတိုင်းကိုစိတ်မကောင်းဖြစ်ခဲ့ရတာကတော့အမှန်ပဲဖြစ်ပါတယ်။ရက်ကြတဲ့ချိန်မှာလွန်မြောက်လာခဲ့တဲ့သူတိုင်းကသူမရဲ့ယောက်ျားနဲ့ကလေးတွေအတွက်အမျှော်လင့်ချက်လိုဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ကလေးနှစ်ယောက်နဲ့ယောက်ျားဖြစ်သူရဲ့အေယကိုကောင်မလေးရဲ့ကအသက်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။သမီးအကြီးလေးဟာဆိုရင်အသက်9နှစ်အရွယ်သာရှိသေးပြီးတော့သမီးငယ်လေးကလည်း က်3နှစ်သာရှိသေးတာဖြစ်ပါတယ်။ယောက်ျားဖြစ်သူကလည်းအသက်38နှစ်နဲ့အရွယ်ကောင်းလေးဖြစ်တဲ့အတွက်တကယ်ကိုမှအသေးခိုက်စရာကောင်းတဲ့ဆုံးရှုံးမှုကြီးလည်းဖြစ်ပါတယ်။ဒါကြောင့်ဆုံးရှုံးသွားတဲ့ကလေးတွေနဲ့ယောက်ျားဖြစ်သူကိုလက်မလျှော့ပဲစူးစမ်းရှာဖွေခဲ့တဲ့အတွက်ကြောင့်အလောင်းတွေကိုပြန်ရခဲ့ပြီးတော့ဘဝကူခရီးကိုတေချာလေးလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဧပြီလ17ရက်နေ့မှာယောက်ျားဖြစ်သူနဲ့သမီးလေးတွေရဲ့အဖြစ်ကိုအမှန်လက်ခံလိုက်ပြီးတော့စနေရက်နေ့မှာတော့ဖုန်ကြီးတွေကိုဝိတုငွေအလူကပ်ပြီး အမြောက်ဝေရာတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။မိသားစုကိုရုတ်တရက်ဆုံးရှုံးလိုက်ရပေမဲ့လည်းတရားစိတ်သွင်းပြီးတော့စိတ်ထိန်နိုင်ခဲ့တဲ့အတွက်ခံနိုင်ရှိတဲ့သူမကိုလူတွေကလည်းချီးကျူးနေကြတာပဲဖြစ်ပါတယ်။ဟိုတယ်ရဲ့တာဝန်ယူမှုမရှိတဲ့အတွက်ကြောင့်အခုလိုမျိုးအသက်မဆုံးရှုံးသင့်မဲ့ဆုံးရှုံးခဲ့ရတဲ့မိသားစုဝင်တွေအတွက်ဘဝကူးကောင်းအောင်စိတ်ကိုလွှတ်ပေးလိုက်ပြီးတော့အလူဒါနတွေကိုပြုလုပ်ပေးလိုက်ပြီးဖြစ်တဲ့မန်နင်းနှင်းရွှေအတွက်အားပေးစကားလေးတွေပြောခဲ့ကြဖို့တောင်းဆိုပေးနေတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။ အဆုံးထိကြိုးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။